ပြေလံ၃ည၈မင်္ဂလာပါကုလူတို့အခုကျွန်တော်ကစာရေးဆရာဦးလှဝင်းလေးတရေတူရေးသားတဲ့ငလျင်ဘုံကျဲကဲစင်ကားနဲ့အခြားဝတ္ထုတို့များစာအုပ်ရဲ့အပိုင်း၅၅အနေနဲ့ပြေလံ၃ည၈ဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြတင်ဆက်မှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ောက်တာဘိတ်သည်ကပတိန်ဒန်နီ၏ထိုင်ကုန်အနီးသို့ပြန်လျှောက်၍သွား၏သူယင်ထဲတွင် အတွေးမျိုးစုံဖြင့်ဘောင်ပင်ခတ်လျက်ရှိကပတိန်ဟုတ်ကဲ့ဒေါက်တာခုလင်းမြန်မာမှာ ဖြစ်နေတဲ့ယောဂါကတော့အစာအစိတ်တက်တဲ့ယောဂါပဲစောစောကဒီလင်းမြန်မာမှာညစာကျွေးတဲ့ငါးဟင်းဟာမတန်ဘူးနဲ့တူတယ်သိကြလားခင်ဗျအတိအကျတော့ဘယ်လိုပြောနိုင်မလဲ ကျုံမှာဘာဆေးပစ္စည်းမှမမေရရပါရာမမဟုတ်ပဲအဲဒုက္ခပဲကျွန်တော်လဲငားဟင်းနဲ့ပဲစားမိပြီဒေါက်တာဟုတ်တယ်ကျုပ်သိတယ်တခုတော့ရှိပါတယ်ဒီငားဟင်းနဲ့စားတဲ့သူတိုင်းအစာအဆိပ်ဖြစ်မယ်လို့တော့အတိအကျပြောလို့မရပါဘူးတူးချင်းရဲ့ကိုခံအားပေါ်တည်ပြီးအဆိပ်ကိုတွန်းလှန်ပစ်နိုင်တာလည်းရှိပါသေးတယ်ဒါထက်မေးပြစီအောင်ဒုလင်မှုနဲ့ကပတိန်တစ်ချိန်နဲ့ညစာစားကြတာလား မဟုတ်ဘူး။ तू ကနည်းနည်းစောတယ်။နိုင်ဝက်လောက်ကိုစောလိုက်မယ်ထင်တယ်။နောက်ပြီးဒီလူကအစာသိပ်ကြီးတဲ့လူ။ကျွန်တော်နှစ်ဆလောက်ကိုစားလိုက်သလားမသိဘူး။음။ဒါဆိုရင်တော့တော်ပါသေးတယ်။တကယ်လို့ကပတိန်အစိတ်သိရင်တော့ချက်ချင်းမသိနိုင်သေးပါဘူး။ကျုပ်တခုအကြံပေးပြရသည်။ကျုပ်တို့အရေးပေါ်စဉ်းစားဒီအနီးနားမှာလေရင်ခွင့်တွေမရှိဘူးလား။မရှိဘူးခင်ဗျာ။ကျွန်တော်ဒီလိုလှုပ်ဖို့စဉ်းစား ကြည့်ပြီးပါပြီဒီနားမှာရှိတဲ့ကွင်းနေအားလုံးနှင်းမြူနေနဲ့ဖုံးနေတယ်ဘလို့မှဆင်းလို့မရဘူးဒါဖြင့်ကျွန်တော်တို့ထွက်လာတဲ့လေမြန်ကွင်းကိုပြန်လှည့်ကြမယ်ဆိုရင်ရောဒါလည်းမဖြစ်သေးဘူးအဲ့ဒီကွင်းကလည်းမြူတွေဖုံးနေပြီလို့ကျွန်တော်ရေဒီယိုကျင်းတဲ့သတင်းရပြီးပါပြီအဲဒါဆိုရင်တော့ရှေ့ဆက်သွားဖို့တနည်းပဲရှိတယ်ဆိုပါတော့ဟုတ်ပါတယ်ခင်ဗျာဒေါက်တာဘိတ်မှာ အလွန်စိတ်ပြတ်သွားဟန်ရှိ၏သူ့ဘောင်းမီအိတ်တွင်မှလက်ကင်ဘွားကိုထုတ်၍သူ့မျက်နှာတွင်သီးထွက်လျက်ရှိသောချွေသည်ချွေပုံများကိုတုပ်ရင်ကျွန်တော်တို့ဗန်ကူးဗားကိုရောက်ဖို့ကဘယ်နှနိုင်လောက်ဆက်သွားကြအောင်မလဲ၃နိုင်ခွဲတိတိကိုသွားရအောင်မလဲဒါဖြစ်ရင်ဒီလေးမြန်မာအလိုလျောက်လင်းမှုမပါပဲထိမ့်မနိုင်တဲ့စက်တီပါတက်ထားတာမရှိဘူးလားရှိပါတယ်အလိုလျောက်ထိမ့်နိုင်တဲ့အော်တိုပိုင်လော့ပါပါတယ် ဒါမှမဟုတ်ဒေါက်တာဒီဆက်ကကွင်းပေါ်ရောက်ပြန်ဆင်းနိုင်တာမဟုတ်အခုကျွန်တော်တို့ပြန်နေတဲ့အမြင့်နဲ့ပြန်နေတဲ့အိမ်မြောင်ညှုံးကနေလွဲမသွားရုံလောက်ထိမ့်ပေးနိုင်တာအေးလေဒါမှမဟုတ်တော်သေးတာပေါ့ခမရတခုခုဖြစ်တာနဲ့လင်းမြန်ကြီးကိုမြေပြင်ထိုးကြမသွားအောင်လုပ်တော့ထိမ့်နိုင်တာပဲမဟုတ်လားကျွန်တော်အကြံပေးချင်တာက မဖြစ်တော်ရှိ ဖြစ်တော်ရှိပေါ့ဗျာခမရပါမတော်တဆအစာစိတ်တက်လိုက်ရုတ်တရက်အကျုပ်တို့တွေအနေနဲ့မတွေ့နိုင်အောင်အဲ့ဒီဆက်ကိုဖွင့်ပြီး ခုချိန်မှာမောင်းထားခိုင်းကောင်းမယ်ထင်တယ်။ဒါပေမဲ့ကျုပ်အကြံပေးတာနော်။ကပတင်ကဒီအန်ဒီယကိုကျုပ်ထက်ပိုသိပါတယ်။ကပတင်သဘောပဲ။ဒေါက်တာအကြံပေးတာမဆိုးပါဘူး။မှန်ပါတယ်။ကျွန်တော်အခုပဲအော်တိုပိုင်လော့ဖွင့်လိုက်ပါမယ်။ကပတင်တန်နီသည်အော်တိုပိုင်လော့ဖွင့်ရန်အတွက်ချက်ချင်းအလုပ်များ၏သွားပြန်၏။သူသည်စက်အခြေအနေတိုင်ခွင့်များကိုတခုချင်းထောက်၍စစ်ဆေးကြည့်လိုက်၏။ အားလုံးကောင်းလျက်ရှိတခါသူဒုတိယကြိမ်ပြန်စစ်ဆေးကြည့်ပြန်ဤအားလုံးကောင်းလျက်ရှိထို့နောက်အော်တိုပိုင်လော့ခလုတ်ကိုညှင်သာစွာဖြွင့်လိုက်၏ထို့နောက်သူ့လက်နှင့်ခြေများကိုလင်းရင်မောင်းတန်နှင့်ပယ်ထင်းများပေါ်မှညှင်သာစွာချလိုက်ပါသည်ဒေါက်တာဒါဒေါက်တာလူချင်းနဲ့ဆေးရိတ်ဟုတ်ပါတယ်နော်အေးဟုတ်တယ်ကျေးဇူးပဲကျန်တဲ့ ဒေါက်တာဘိတ်သည်ဂျန်နယ်လက်တွင်မှဆေးအိတ်ကိုလှမ်းယူလိုက်ပြီးချက်ချင်းသူ့ဘောင်းမီအိတ်တွင်မှတော့ကိုထုတ်၍ဖြန့်လိုက်တော်သေးတယ်ကွယ်ဒီမှာဒီဆေးပြားတွေပါလာပြီလို့ဒါအစိတ်ဖြစ်ဆေးပြားတော့မဟုတ်ဘူးအန်စေးအန်လိုက်ရင်လူနာတွေနည်းနည်းတော့တက်တာသွားကောင်းပါရဲ့မတတ်နိုင်ဘူးရှိတာနဲ့ပဲလောက်ကြတာပေါ့ဒီလူနာတွေအစိတ်ဖြစ်ဘူးကချက်ချင်းဆေးုံပို့နိုင်မှဖြစ်နိုင်တာကပတိန်ယော့ ခမရဒီစီးတပြားကိုခုတောက်လိုက်။နောက်ရေကိုလည်းတက်နိုင်သလောက်ဝမ်းအောင်တောက်ပြလိုက်။ဘိုက်ထဲမှာရေများသွားတော့အစိတ်တွေရေနဲ့ရောပြီးပော့သွားနိုင်တာပေါ့။ဂျန်နဲ့မင်းကငါရင်စားမိတဲ့လူနာတွေအားလုံးကိုဒီစီးတပြားစီရှောက်တိုက်။နောက်ပြီးရေနှစ်ခွက်သုံးခွက်စီတောက်ခိုင်း။အော်ဒုလင်မှုအရင်တိုက်လိုက်အောင်ဟေး။ तू ကပိုရေးကြီးတယ်။ဂျန်နဲ့ဒီဒုလင်မှုကောင်းမာ၍ ဆေးပြားတပြားကိုစူးစားတိုက်လိုက်၏သို့သောမြည်တို့မြထူးကြမလားဂျနက်ကပတိန်ဒန်နီလှမ်းခေါ်လိုက်သောအသံဖြစ်၏ဟုတ်ကဲ့ကပတိန်ကိုတော့နောင်ကိုတက်တက်လွတ်တက်လုံးစားတော့မယ်ဟုတ်တယ်ကပတိန်ကျမလည်းစားရင်ကောင်းမလားစိတ်ကူးနေတာသူတို့သုံးလုံးပဲမြည်တို့မြထွက်ပေါက်ရှာမရအောင် ကြီးမားလာသည့်အန်ရည်ကြီးကိုတွေ့နေရမှာ နှစ်ချိုက်စွာပြုံးလိုက်ကြ၏ဟောဒါတဲ့ဒေါက်တာဒေါက်တာတို့ခရီးသည်လူနာတွေကိုစေးလိုက်မတိုက်ခင်အခုလေးမြန်မွန်မှာဘာဖြစ်နေတယ်ဆိုတာကိုခီးသည်အားလုံးကိုရှင်းပြလိုက်ရင် ကောင်းမယ်ထင်တယ်တော်တော်ကြာလေးမြန်တစည်းလုံးမဟုတ်တာတွေအကြောက်လွန်ပြီးထိမရသိမရဖြစ်နေပြဿနာတွေတက်နေရမှာစိုးလို့ကပတိန်ဒန်နီကလေးမြန်ကိုဂယုဒစိုက်မောင်းနေရမှာဒေါက်တာဘိတ်ကိုလှည့်ကြည့်ပြီးပြောလိုက် ဒေါက်တာဘိတ်ဒီအနေငယ်ကန်စဉ်းစားနေသလိုခိတငြိမ်နေပြီးမှအင်းရှင်းရှင်းမင်းအမှန်ကိုပြောပြလိုက်တာကောင်းတယ်ထင်ပါတယ်ဘယ်မလဲအတန်ချဲ့ဆဲစကားပြောကွက်ဒေါက်တာဘိတ်ဒီသွက်လက်စွာရေဒီယိုဆက်ဘေးမှစကားပြောကွက်ကိုကောက်ကင်လိုက်ပြီးခီးတယ်ပေါင်းတို့ခင်ဗျာကျေးဇူးပြု၍နားထောင်ကြပါကျွန်တော်နာမည်ဒေါက်တာဘိတ်ပါ ဒီလင်းမြန်နဲ့လိုက်ခဲ့တဲ့ခီးတဲ့တူပါခမရတို့လည်းအခုလောက်ဆိုရင်အားလုံးရိတ်မိကြလောက်ပြီဖြစ်ပါလိမ့်မယ်ဒီနေ့လင်းမြန်ပေါ်မှာညသာကျွေးတဲ့အစာအချို့ဟာမတန့်ဖြစ်နေပြီခီးတဲ့အချို့အစာစိတ်တက်တဲ့ဝေဒနာခံစားနေကြရတယ်ဆိုတာမှန်ပါတယ်ခမရဒီနေ့ညသာအဖြစ်တဲခင်းခဲ့တဲ့ငားဟင်းဟာတိတ်မတန့်ပုံရပါတယ်ကျွန်တော်ဆက်ပြီးအစီရင်ခံပြရစီခမရကျွန်တော်တို့လေချောင်းသွာလာမှုတမိုင်းမှာခုလိုစားတော့အစိတ်တက်တဲ့အမှုကင်းမျိုးအချင်းချင်းဖြစ်ပွားခဲ့ဘူးပါတယ် ဒါပေမဲ့ကိစ္စမရှိပါဘူးကျွန်တော်တို့ဒီအန်ဒီရဲ့အမြဲလွတ်အောင်ရုံးနိုင်ခဲ့တယ်ခုထိညစာတဲခင်းတဲ့ငါမတန်ဘူးဆိုပေမဲ့ငါစားတဲ့ခီးတဲ့တိုင်းဟာအစိုက်တဲ့ဝေဒနာ ဖြစ်ရမယ်လို့ပုံသေးပြောလို့မရပါဘူးအစာအစိုက်တဲ့တဲ့ယောဂပြပွားမှုဟာတူးချင်းရဲ့ကိုခံအားပေါ်မှာအများကြီးတည်ပါသေးတယ်ဒါပေမဲ့ပို့ပြီးစိတ်ချရအောင်ဒီညငါစားမိတဲ့ခီးတဲ့တိုင်းကိုကျွန်တော်မှပါတဲ့စိတ်တလုံးစီလိုက်ဝေပေးပါမယ် ငါးစားမိသူတိုင်းဒီဆေးပြားနဲ့ရေကိုအဝတောက်ကြပါခင်ဗျာအခုအစိတ်သိနေတဲ့ဝေဒနာကိုစတင်ခံစားနေရပြီးဖြစ်တဲ့ဝေဒနာတွေကိုလည်းကျွန်တော်တူးချင်းအရေးကြီးတဲ့လူကိုအရေးကြီးတယ်လို့လိုက်ကြည့်ရှုစောက်ရှောက်ပေးပါမယ်ဒါပါပဲခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးစီကန်းရှိရှိနဲ့ကိုထိုင်ကုန်ပါသားကိုအေးအေးထိုင်နေကြပါကျွန်တော်တို့လေရင်မှုကလည်းဗင်ကူးဘားလေရင်ခွင်မှာဆရာဝန်နဲ့ဇေယုံကလူနာတင်ကားတွေ အသင်စောင့်နေကြဖို့ကြိုတင်အကြောင်းကြားထားပြီးပါပြီနောက်တစ်ခုသတိပေးပါရစေုံခင်ဗျာကျွန်တော်တို့အခုချိန်ရစပြီးအိမ်သာကိုသုံးတဲ့အခါဘယ်သူမှတော့မခတ်ကြပါနဲ့ခင်ဗျာစိတ်ယုံစီပြီးအသုံးပြုကြပါမတော်တဆအစိတ်တင်ထားတဲ့လူနာတူဦးအိမ်သာထဲမှာမိလဲသွားရင်ထောက်ရခတ်မှာစိုးလို့ပါကဲဂျနက်သွားကြစုဒေါက်တာဘိတ်နဲ့လေမဲဂျင်းနက်တို့ဒီ ခီးတယ်များရှိရာအခန်းတို့အပြေးထွက်သွားကြပြန်၏လင်းမှုကပတိန်တန်နီသည်ဒေါက်တာဘိတ်တို့ထွက်သွားသည်နှင့်ဗင်ကူဗာမျော်စင်တို့ဆက်သွယ်လှုပ်လိုက်၏ဗင်ကူဗာမျော်စင်လင်းမြန်ခွန်တစ်လေးရခေါ်နေတယ်အတန်ကြာအကြောင်းပြန်ဒါပဲခွန်တစ်လေးဗင်ကူဗာကပြန်ပြောနေတယ်ဆက်ပြောပါဒါပဲဗင်ကူဗာမျော်စင်ကျွန်တော်တို့လင်းမြန်ခွန်တစ်လေးအရေးကြီးသတင်းပို့စရာရှိတယ် ကျွန်တော်တို့လေရင်ပေါ်မှာဒီညညစာကြွေးတဲ့ငါးဟင်းတချို့ကမတန့်လို့အခုခီးတယ်တချို့အစာအစိတ်သင့်ပြီးငူတယ်လူမူအန်တဲ့လူအန်ဖြစ်နေပါတယ်တချို့လည်းသတိမေ့ကုန်ကြပါပြီဒီအစိတ်သင့်တဲ့လူတွေထဲမှာဒုလေရင်မှုလဲပါတယ်ကျေးဇူးပြုပြီးခင်ဗျားတို့ဒီကိစ္စဆေးရုံအကြောင်းကြားပေးပါကျွန်တော်တို့လေမြန်ဆင်းမဲ့အချိန်မှာအရေးပေါ်ကုသဖို့ဆရာဝန်တွေနဲ့သူနာမှုကားတွေကိုအစင်းနဲ့စီစဉ်ထားပေးပါနောက်ကျွန်တော်တို့လေချောင်းကုမ္ပဏီကိုလည်းအကြောင်းကြားပေးပါ ဒီညကျွေးရဲ့ငားဟင်းဟာမတန့်လို့အချားလီဟင်းမြန်ကခီးတဲ့တွေကိုလည်းမကြွေးမိအောင်အချိန်မီနှိုးဆော်မှုတွေလုပ်ပေးပါလို့ဒါပဲဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့အမြန်ဆုံးစီစဉ်ပါမယ်အကြောင်းကြားပေးပါမယ်ရင်မူ ကပတိန်ဒန်နီဤအရေးပေါ်သတင်းပို့ချက်များရရင်ဗင်ကိုဗာမျှော်စင်မှတာဝန်ရှိသူများမှချက်ချင်းအလုံများ၏သွား၏လေးမြန်ခွန်တလေး၏သွားလမ်းမှအခြားလေးမြန်အားလုံးကို ရှင်းခိုင်းလိုက်၏ဗင်ကိုဗာမြို့ပြရဲဌာနကိုဖြစ်ရက်အားလုံးကိုချက်ချင်းအကြောင်းကြားလိုက်၏ဈေးရုံသူလည်းချက်ချင်းဖုံးဆက်လိုက်၏မြို့တွင်အိမ်မောကြနေသောမေပယ်လီလေယာဉ်ကုမ္ပဏီမှတာဝန်ခံမန်နေဂျာကိုလည်းဖုန်းဆက်လှမ်းခေါ်လိုက်၏ မိနစ်ပိုင်းအတွင်းမှာပင်လေရင်ကွင်း၌ပြင်ဆင်မှုအလုံးပြုလုပ်ပြီးလေပြီဒေါက်တာဘေးနှင့်လေမဲဂျန်နက်ဗီဇင်တို့သည်စက်ခန်းမှ တကားရွက်ကိုဖွင့်၍ခီးသည်များအခန်းသို့ကူးလိုက်ကြသည်နှင့်သူတို့နှုတ်ဦးကိုအာဂိုဒကြီးစောင့်နေကြသော ခီးသည်များကိုမြင်တွေ့လိုက်ရ၏လေမဲဂျန်နက်ဗီဇင်သည် ရေကြက်ယူရန်အတွက်စဖိုးဆောင်တို့တန်း၍ထွက်သွား၏ဒေါက်တာဘေးမှမူခီးသည်လူနာများကို မိသည့်လူနာမှစကြည့်လျင်ကောင်းသောဖြစ်လေးမြန်တစည်းလုံးမှခီးတယ်များဟုခြုံ၍လှမ်းကြည့်လိုက်၏ဒေါက်တာကျွန်တော်နာမည်အော့ဘော်ပါကျွန်တော်ဒေါက်တာကိုဗာမားဝိုင်းအကူအညီပေးနိုင်ပါလေခင်ဗျာသက်အစိတ်ခံရှိပူပူပြက်ပြက်လူငယ်တူဦးဖြစ်၏သူဤစကားပြောတယ်မှာအင်္ဂလိပ်တန်ဘီဘီသားသားဖြစ်၏အင်္ဂလိပ်လူမျိုးတူဦးဖြစ်ရန်ရှိပါသည် ဒေါက်တာဘိတ်သည်ထိုလူငယ်ကိုရုတ်တရက်ခိတ္တအကဲခတ်ကြည့်လိုက်ပြီးဝိုင်းကူပေးနိုင်တာတွေတော့အများကြီးပဲမောင်ကိုတာဝန်မပေးခင်ပထမဆုံးမေးပြစေဦးမောင်ဘာဟင်းနဲ့ဒီညညစာစားလိုက်လဲကျွန်တော်တိုးသားပါငားမစားပါဘူးကဲဒါဖြစ်ရင်မောင်ကလေရင်မေနောက်ကိုလိုက်သွားဒီတငယ်မခီးတဲ့လူနာတွေကိုရေတိုက်တဲ့အခါကူတိုက်ပေးပါ အဘောအမြေခံလူငယ်သည်ပော့ပါစွာလင်းရင်မဲနောက်သို့အပြေးလိုက်သွား၏သူသည်လင်းရင်မဲဂျန်နက်နှင့်စပူဆောင်အဝတွင်စုံမိလိုက်ပါသည်အေးဒီမှာကျွန်တော်ဒေါက်တာခမရလူနာတွေကိုရေတိုက်တဲ့အခါကုတိုက်ပေးပါဆိုလို့လိုက်လာတာသူသည်တွက်လက်စွာဂျန်နက်ကိုနှုတ်ဆက်လိုက်၏ဟင်ဒါဖြင့်အတော်ပဲရှင်ဟိုဘောကရေချိုင်းတစ်ချက်ယူရေအပြည့်ဖြစ်ကျမနဲ့အတူလိုက်ခဲ့ပါဩဒါတဲ့ ရှင်းနမယ။အဘော။ဘာ?အဘော။ဟုတ်တယ်။ခမရမကြဘူးလား။လင်ခါရှာပြည်နေကကဘာကျော်အဘော့ဆိုတဲ့ဝက်မျိုး။အဲ့ဒီဝက်တွေကကျွန်တော်နမည်ကိုယူပြီးမှဲ့ထားတာ။ဂျန်နဒီအတန်ထွက်ပြီးပြင်ရီလိုက်မိ။ဒူလူကြီးအမူအရကိုလေသူမကြီးရင်တွင်း၌အလွန်နှစ်ချက်ရေးသွားမိ။အရေးကြောင့်တွင်ဒီလိုပုံကူမျိုးနဲ့မှ တွေ့တတ်ပြီစွာဒေါက်တာဒီမင်းမျိုးနေပြီဖြစ်သောပထမအောင်ဆုံးအစာအစိတ်သင့်သည့်အမျိုးသမီးကြီးကိုဂယုတဆိုင်စမ်းသပ်ကြည့်နေကျုံမှလည်းဘာဆေးမှအားကိုးလောက်တာတွေပါခဲ့တာမဟုတ်ဘူးခုရှိတာနဲ့တတ်နိုင်တယ်လို့လှုပ်ပေးနေရတာခမရစနီအခုလို့မေ့လဲနေတာကောင်းပါတယ်ဘာမှစိုးရင်စာမရှိဘူးအဲတဘာဝကသူ့ကိုမေ့စေးပေးထားတယ်လို့ပဲယာယီအားဖြင့်လည်း သူခံနေရတဲ့ဝေဒနာတောင်တတ်တာသွားစီပါတယ်။ခမားအခုတိုင်းသာသူ့ကိုနှွေးအောင်ဆောင်းနဲ့တေးသေးချာချာဂယုစိုက်ထွေးထားပြီးပြန်တတိလေလာတိုင်းရေကိုကျိုးစားတိုက်ကျုပ်တခြားလူနာတွေလိုက်ကြည့်လိုက်အောင်မယ်။ဟုတ်ကဲ့ဒေါက်တာကျေးဇူးပါပဲ။ဒေါက်တာဒီလေးရင်မှာပါလာခဲ့တာကျွန်တော်တို့ဖျားမာတာပဲ။ဒေါက်တာဘိတ်ဒီအခြားလူနာတို့ရှိရာသို့ရွှေ့၍သွားပြန်သည်။ထိုလူနာမှာ ခကြီးထွက်လာစားကသူ့ရှိမျက်စောင်းတို့ထိုင်ကုန်တွင်ထိုင်ပြီးတလန်းလုံးဝီစကီတောက်လာခဲ့သည့်လူနာဖြစ်၏သူရေတိုက်ပြီးပြီလားသူလူနာ၏ဘေးတွင်ထိုင်နေသောထောင်ထောင်မောင်းမောင်းခီးသည်ကိုလှမ်းမိလိုက်၏တိုက်လို့ရမယ်မထင်ဘူးဒေါက်တာ तू ကစလာကလေးကတလန်းလုံးအရက်ကြီးပဲတောက်ခဲ့တာ तू ငားရင်စားတာများခမမြင်မိသေးလားဟုတ်ကဲ့ तू စားတာတွေ့ပါတယ်ဒါပေမဲ့နည်းနည်းလေးပါ စားရဲဆိုုံလေးအမီးအတွက်ပဲအဲပဲတကြဘူးတူးတာယူပေးပါလို့လင်းမယ်ကိုပြောပြီးညစာတပန်းလုံးပြန်ပေးလိုက်တာတွေ့တယ်ဒါဖြစ်အရက်တော့လုံပြီးဇက်ကျိုးနေတာထင်ပါတယ်ဒေါက်တာဘိတ်ဒီထိုလူနားမှပြန်လဲထွက်ခွာသွား၏ထို့နောက်မောသူလူလူရှိသည့်ဖြစ်သူ့ထိုင်ကုန်ရှိရာသို့ပြန်သွားပြီးခိတ္တအမောပြေဝင်ထိုင်နေ၏ဘလို့လဲဦးတော်တော်ပြင်းမှန်းနေပြီလား ထွက်လာစားကသူနဲ့စကားကောင်းလာခဲ့သောလူငယ်ကလှမ်းပြောလိုက်ခြင်းဖြစ်ပြီ။ပန်းတော့ပန်းတာပေါ့ဗျာ။လင်းမြန်တစည်းလုံးခောက်တုတ်ခောက်ပြန်ရှောက်ရတာပဲ။ဩဒါထက်မောင်ကငားမစားမိဘူးနော်။မစားမိပါဘူးဦးရဲ့။ကျွန်တော်ကမော်တော်ကားအယောင်ကိုယ်စားလေဆိုတော့လေရနဲ့ရပါရပါတယ်။အကောင်းနဲ့အဆိုးကိုခွဲတက်ရပါတယ်။ဟဲ့ဟဲ့။တို့ချိန်နိုင်ပင်လင်းမဲဂျန်နက်ဖစ်စင်သည် သူတို့စခန်းသို့ရုတ်တရက်ရောက်လာပါသည်ဒေါက်တာကပတိန်စခန်းလေးကအရေးတကြီးလှမ်းခုန်နေတယ်လိုက်ခဲ့ပါဦးဟုတ်လားဒေါက်တာဘိတ်ဒီဂျင်းနဲ့အနောက်မှချက်ချင်းထားလိုက်သွား၏သူတို့နှစ်ဦးစခန်းအတွင်းသို့ရောက်လျင်နှစ်ဦးစလုံးထိတ်ကနေဖြစ်သွားကြ၏မဖြစ်၍မနေနိုင်ကပတိန်ဒန်နီသည်မျက်နှာတွင်ချွေးသည်ချွေးပုံများနှင့်သူ့ထိုင်ကုန်တွင်တရင်နေရင်ဖြစ်လျက်ရှိသည် သူ့ခေါင်းတွင်တက်ဆင်ထားသောစက်သွေးနှစ်ချက်မှလည်းကျမ်းပေါ်ကျလျက်ရှိပါသည်ကပ္ပတိန်အစာအစိတ်တင်ယောဂရလိမ့်မည်နှစ်ဦးလုံးပင်ကပ္ပတိန်ဒန်နီအနည်းသို့ပြေးသွားကြ၍သူ့လင်းရင်မှုထိုင်ကုန်မှဝိုင်းဝန်းချီမပြီးကျမ်းပေါ်တွင် ပက်လက်လေးမိမျိုးလျက်ရှိသော သူ့လင်းရင်မှုအနည်းသို့ချလိုက်ကြ၏ဒေါက်တာကျွန်တော်အစိတ်စတက်နေပြီမဟာနိုင်တော့ ကျွန်တော်ချက်ချင်းပြောင်းကုပေးစမ်းပါကျွန်တော်မပါပဲဒီလေရင်ပြန်ကိုင်းရလို့ရှိရင်ဆင်းနိုင်မှာမဟုတ်ဘူးကျွန်တော်ကျွန်တော်ဟေးလူတိတ်တိတ်နေတိတ်တိတ်နေစကားမပြောနဲ့ခမချီတီလက်တွေကိုသာတတ်တအောင်ရှော့ထားလိုက်ဂျနက်သူ့လေဘင်းကကြဲသေးနဲ့လေစည်းကိုဖြုတ်လိုက်ထိုချိန်၌ပင်ကပ္တိန်ဒန်နီသည်မျက်လုံးများမှိတ်၍မေ့မျောသွားပါသည် ်ကဲ့ပါစာရေးဆရာဦးလှဝင်းလေတရေတူဦးရေးသားတဲ့ငလျင်ဘုံကျဲခဲစဉ်ကနေအခြားဝတ္ထုတို့များစာအုပ်ရဲ့အပိုင်း15အဖြစ်ပြည်လန်း38ဆိုတဲ့ဝတ္ထုကိုကျွန်တော်ຫນွေလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နားဆင်ကြကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေကျေးဇူးတင်ပါတယ်